မြန်မာနိုင်ငံတဝမ်းအကျဉ်းထောင်တွေမှာမန္တလေးဥပိုလ်ထံကနိုင်ငံရေးအကျဉ်းသားတည်ဆုံမှုအများဆုံးဖြစ်နေတဲ့ထောင်ဖြစ်ပြီးဒီနှစ်6လတာကာလအတွင်းနိုင်ကျဉ်းတည်ဆုံသူ56ယောက်အထိရှိလာနေပါပြီ။ဘာကြောင့်ဒီလိုဖြစ်နေရတာပါလဲ။ဥပိုလ်ထံကအကျဉ်းသားတွေစမ်းမရေးဆောက်ရှောက်မှု အပြည့်အဝရနေပါရဲ့လား။သူတို့ဘလို့ကြုံတွေ့နေရပါသလဲ။ KK ကပြောပြပေးပါပါခင်ဗျာ။ မန္တလေးဥပုထောင်တွင်မှဆေးဝါးစောက်ရှောက်မှုလုံလောက်စွာမရရှိတာပြင်ပစီယုံတွေကိုဆေးကုသခွင့်မရရှိတာတွေကြောင့်အခုနှစ်6လတာအတွင်းမှာနိုင်ငံရေးအကျဉ်းသား96ရောက်အထိတည်ဆုံခဲ့ရတယ်လို့မြမအကျဉ်းထောင်သက်တဲ့ MPW ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဥပုထောင်မှာတာဝန်ရှိတဲ့ထောင်အာဏာပိုင်တွေနဲ့ထောင်တွင်းဆရာဝန်တွေရဲ့ပေါ်ရော်မှုတွေထောင်တွင်းဆေးဝါးစောက်ရှောက်မှုညံ့ပြင်းတာ ဆရာမတွေအချိန်မီရောက်ရှိမှုမရှိတာထောင်ပြင်ပစီအောင်တွေကိုအချိန်နဲ့တပြင်းညီပိုးဆောင်မှုမရှိတာပြင်ပမိသားစုဝင်တွေပေးပို့တဲ့အစေအဝါတွေကိုကန့်သက်ပိတ်ပင်တာစီမံခန့်ခွဲမှုညံ့ပြင်းတာတွေကြောင့်အခုလိုနိုင်ကျင်းတွေတည်ဆုံခရရတာပါလို့ဆိုပါတယ်။ဒါကြောင့်ဥပိုလ်ထောင်မှာနိုင်ငံရေးအကျဉ်းသားတွေဟာမတည်တည်မဲ့တည်ဆုံနေရတာဖြစ်ပြီးနိုင်ကျင်းအများဆုံးတည်ဆုံမှုဖြစ်နေတဲ့ထောက်ဖြစ်နေတာလို့မြမအကျဉ်းထောင်တက်တဲ့ MPW ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငင်ကပြောပါတယ်။ ဒီအချင်းထောင်တွေထဲမှာကမတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတူဦးရှင်တီတိုင်းကအသက်ရှင်တဲ့ပိုင်ခွင့်ကိုတေချာပေါက်ရရှိရမှာဖြစ်တယ်။အသက်ရှင်တဲ့ပိုင်ခွင့်ရရှိဖို့အတွက်ဆိုရင်ဒီအချင်းထောင်တွေထဲမှာကျမတို့ချင်းသားတွေကအရေးပေါ်ဖျားနာရင်တောက်ဖို့စေဝါကူတာဖို့ စေဝါအစုံလင်ရရှိရမယ့်အခြေအနေတစ်ခုမှာပေါ့နော်အကျဉ်းသားတွေကိုစေဝါလုံလောက်စွာမရရှိလို့မကူတာပေးနိုင်ကြလို့ဒီဆရာဝန်အင်အားနှဲတာတွေကိုအကြောင်းပြပြီးတော့ပြင်ပစေရုံကိုထုတ်ဖို့ဒီကြန့်ကြာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကတစ်ဖက်လေးကနေပြီးတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုတေဆုံးအောင်ယောဂါတွေမဖြစ်ဖြစ်အောင်တက်ဖြက်ရတဲ့ကိစ္စတစ်ခုလို့တော့ မြင်ပါတယ်ကျမတို့ဖွဲ့စည်းအနေနဲ့ဇိုလာ29ရက်နေ့ကလေဥပိုထောင်တွင်အကျဉ်းချနေတဲ့အသက်69နှစ်အရွယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌနိုင်ငံရေးအကျဉ်းသားဦးအောင်ကျော်ဦးဟာရုတ်တရက်နှလုံးအမောဖောက်ပြီးတော့တေဆုံခရရတဲ့ဖြစ်စဉ်တွေလေးရှိနေပါတယ်အလားတူပဲမေလ9ရက်နေ့ကလေနိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမဒေါ်မြင့်မြင့်တန်းဟာ TB ရောဂါခံစားနေရလို့ပြင်ပစီယုံမှာဆေးဝါးကုသခွင့်တောင်းခံခဲ့ပေမဲ့ ချိန်မီစေဝကူတာခွင့်မပေးတာကြောင့်တည်ဆုံတော့ခေရပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားတွေတည်ဆုံမှုနဲ့ပတ်သက်ပြီးစေယုံအုပ်ဥမိုးဟိန်ဒေါက်တာတက်ထွန်ဦးဒေါက်တာနေလင်းအောင်နဲ့ထောင်အာရာဘိုက်တွေဖြစ်တဲ့တိန်းစော်မောင်နဲ့ဆန်းလွင်တို့ကနိုင်ငံရေးရဲ့တည်ဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာရှင်းသားထားပါတယ်။ ဥပုထောင်ကအာနာပိုင်တွေဟာနိုင်ငံရေးအကျဉ်းသားတွေကိုစေဝါဆောင်ရှောက်ခွင့်လုံလုံလောက်လောက်မပေးတာစေဝါပို့ဖို့ကန့်သက်ချက်တွေပြင်းပြင်းထန်ထန်ချထားတာဟာအခုမှမဟုတ်ပါဘူးတကြော့ပြန်စစ်တဲ့အာနာသိမ့်ပြီးကြတဲ့အာနာပိုင်တွေဟာအကျဉ်းသားတွေအပေါ်ကျဲမရေးဆောင်ရှောက်ခွင့်အဖြစ်သဘောပဲပေးနေတာပါလို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ် မဝနမေလွေကတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးခံခဲ့ရပြီးဥပိုထောင်မှာ၃နှစ်လောက်အကြိမ်ချခံခဲ့ရသူပါအသက်20ဝန်းကျင်ပဲရှိသေးတဲ့သူဟာအာဏာပိုင်တွေရဲ့နှိပ်စက်တာအပအဝင်ထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တဲ့အတွက်အာယုံကျော်ရောဂါကိုအပြင်းထန်ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်အိုးဘူထောင်ထဲမှာအကျဉ်းသားတွေကိုပေးတဲ့ကျဲမရင်စောင့်ရှောက်မှုနဲ့ပတ်သက်ပြီးမောင်ဝော်ကတော့သူ့အတွေ့အကြုံကိုပြောပြပါရီး ေဝါဆောင်ရှားမှုမရတဲ့အပြင်ကိုလူတက်နေတယ်လို့ပဲပေါ့နော်။အာဘာလို့လဲဆိုတော့ဒီနှလုံး heart rate မြန်တဲ့220အထိမြန်သွားတဲ့အမတယောက်ရှိ။အတူဆိုရင်ဗာပေးလဲဆိုတော့ဒိုက်ဂလိုလာပေးတယ်ပေါ့နော်။ဒိုက်ဂလိုဆိုတာလေးဘက်နာစေးအကြိုက်ခဲပြောက်စေးအနေနဲ့ပဲလူတိုင်းသိထားကြတာ။ဒါပေမဲ့နှလုံး heart rate မြန်တဲ့လူယူအဲ့ဒါကိုနှလုံးဆင့်တောင်းခိုင်းနေပေါ့နော်။အဲ့လိုမျိုးရှိရယ်။ပြီးတော့ဥပ္ပထောင်ထဲမှာကျတော့သူကဗာပဲဖြစ်နေဖြစ်နေပါရာစီတမောနဲ့ဒိုက်ဂလိုကလွယ်လို့ဗာစေးမှမရဘူးပေါ့နော်။ ဒါအပြင်မက်ရှလာ28ရက်နေ့ကလုတ်ခတ်တော့တဲ့အင်အားပြင်းစကိုင်းကလေးကြောင့်အကျဉ်းထောက်တွေပြက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီးအဲ့ဒီတဲကမန္တလေးမြို့ကဥပိုအကျဉ်းထောက်ဟာထိခိုက်ဒေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဥပိုထောက်ထဲမှာကျက်ရှိနေတဲ့အကျဉ်းသားတွေကိုအကူအညီပေးနေတဲ့မဝော်ကတော့စကိုင်းကလေးကြီးကြောင့်အကျဉ်းသားယာနဲ့ချီထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေပေမဲ့ စေဝန်ဆောင်ရှောက်မှုမပေးလို့မတည်တင့်မဲ့တည်ဆုံရသူတွေလည်းရှိနေတယ်လို့မလိုလားအပ်ပဲကိုလက်အင်ကဖျက်တောက်ရမှုတွေလည်းရှိနေတယ်လို့ပြောပါတယ်။ဒီဘာကုသမှုအလုံးလားမပေးနိုင်ဘူးမပေးနိုင်တဲ့ပြင်အပြင်စေယုံဖက်ခွင့်တောင်းတဲ့အချိန်မှာလည်းမန်လေးစေယုံကြီးမှာအမီဒီယာတွေရှိတယ်။အာဒီရက်ဖက်ဖွဲ့စည်းတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်ထောင်ရင်းကတူတွေကိုစေဝါကုသခွင့်အပြင်ဘက်ကိုထွက်ခွင့်မပေးဘူးပေါ့နော်။မပေးတဲ့အတွက်ဒီ အပတ်ကြီးတဲ့ကလေးဆုံးရှုံးရတယ်။မိခင်တပါဆုံးရှုံးနေအငလင်ကြောက်လန့်ပြီးတော့ပထမပိုက်ထဲကတိရသေးသွားတယ်။နောက်ပိုင်းမရတဲ့အဆုံးမအေးတိမ်ထုတ်လိုက်ရတယ်။မအေးပါသေးသွားတယ်ပေါ့နော်။အဲ့ဒါတွေကဒီအပြင်စေးရုံလာသူတို့အချိန်ကြီးပေးထွက်ခဲ့ရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးပေါ့နော်။ တော်လရင်ကလာကြာလာတာနဲ့အတူထောင်တွင်စေဝါဆောင်ဆောင်မှုမလုံလောက်လို့တည်ဆုံမှုတွေကတစတစများလာတာကြောင့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အကျဉ်းထောင်တွင်မှရှိနေတဲ့နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးကိုပြန်လို့ပေးဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။အခုလိုထောင်တွင်နိုင်ငံရဲ့အကျဉ်းသားတွေညှဉ်းပန်းနှိပ်စက်ခံရပြီးတည်ဆုံတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့စေကူတာခွင့်မရလို့တည်ဆုံရတဲ့အခြေအနေတွေဟာဆရာနာသိန်းကာလာတလျှောက်ရက်မတော်ပဲဆက်ဖြစ်နေသေးပါသေးပါ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇွန်လ28ရက်နေ့အထိနိုင်ငံတော်မှာစစ်တပ်ကဖမ်းဆီးပြီးနောက်တည်ဆုံးသူအမျိုးသမီး18ယောက်နဲ့အမျိုးသား18ယောက်စုစုပေါင်း105ယောက်တည်ဆုံးခဲ့ပြီးအဲ့ဒီထဲမှာအသက်18နှစ်ယောက်ကလေးငယ်9ယောက်ပါဝင်တယ်လို့နိုင်ငံရဲ့အကြံသားများကူညီစောင့်ရှောက်ရဲ့အသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွန်မကခေခိုင်ပါ။ 别都抓，别人都抓了。